ဒီ essay အကြောင်းကိုတက်ဖို့ပါအတွက်နီဘိတ်တွေလို့ပောက်လို့ပဲသားလို့ဟိုဟာလို့ကလေးကချေတွေလို့လုံးလို့တက်လို့မရဘူးဆိုတော့ဒီနေ့ PDF ဒီကစာမတက်ဘူးလို့ပြောရအောင်ဒီ PDF လောက်နှစ်မှာဆင့်ရှိသလားငါပေါ့ဒီကလေးတွေတည်သွားတာလေအကုန်လုံးစာသင်နေတဲ့ကလေးတွေဒါကိုဟိုဘက်ရက်ကွက်ကလူသားချင်းမစာမနာတဲ့ဇကားဟုတ်ပြောတယ်ဒီအချိန်ကကြောင်းတက်တဲ့အချိန်လားအပြူအစိမ့်မဝင်ထားလို့ဆိုတော့မင်းတို့ရဲ့အတ္တိတရားတွေကအဲ့လောက်တော့စုပ်ပဲ့အောက်ကျနေပြီလား အားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးကနေပြန်လာပြီးတော့ကြိုဆိုလိုက်ပါရစေဒီကနေ့73ရက်နေ့အတွက်နောက်ဆုံးရသတင်းထူးများတဲ့အထူးပေါ့နော်ကျွန်တော်တို့ PDF တွေကျွန်တော်တို့ညပိန်းနေအားလုံးကပညာမတက်ဘူးဆိုပြီးတော့မှဆွဆွဲစော်ကားပြောဆိုလိုက်တဲ့ပောက်ကုံကိုစုံမလိုက်တဲ့ဆံမနွေဦးမရဲ့ video file နဲ့အတူနောက်တစ်ပုံမှာတော့ကျွန်တော်တို့လေးစားရတဲ့ကိုစီရဲ့နှလုံးသားမရှိတဲ့ဘောမတွေကိုစုံမလိုက်တဲ့ video file လေးရဲ့ပေါ့နော်နောက်ဆုံးတစ်ပုံမှာတော့ကျွန်တော်တို့ဒီကနေ့နောက်ဆုံးရသတင်းထူးလေးတွေကိုပါစုစစ်တင်ဆက်ပေးလိုက်ပါရစေသတင်းထူးလေးတွေဖြစ်တော့ကျွန်တော်တို့အတူတူအဆုံးထိလိုက်ပါချူချူပို့တော့ကိုဖိတ်ခေါ်လိုက်ပါရစေဒါဆိုရင်တော့ထုံစံနိုင်ပဲပေါ့နော်ဘောမပောက်ကုံကိုစုံမလာတဲ့ video file နဲ့ဆက်လိုက်အောင် ဒီ ऐसे ကြောင်းကိုတက်ဖို့ວ່າတော့အနီဘိတ်တွေလို့ပောက်လို့ပဲသားလို့ဟိုဟာလို့ကလေးကချွေတွေလို့လုံးလို့တက်လို့မရဘူးခင်ဗျားတို့ပီဒီအထဲမှာဘာမှမဟုတ်တဲ့ကောင်လဲဘူကြီးဖြစ်လို့ဖြစ်ဘူကျုပ်ဖြစ်လို့ဖြစ်အာလွတ်တော်မထဲမှာဘာတန်းပညာမှမရှိတဲ့ကောရောက်လို့ရောက်လို့လုံးလို့မရဘူးဗျနော်ဘူကြီးတယောက်လှုပ်ချင်တယ်ဆိုရင်တောင်မှဒီ ऐसे ကြောင်းနေတက်ချင်တယ်ဆိုရင်တောင်မှအမတ်300ကျော်ဖြစ်မှာ340 330 320ဖြစ်မှာထဲထဲမှာအမတ်ကောင်းကောင်းရောက်မှာစစ်ဖို့တယောက်ဆိုတာဖြစ်တာအဲ့လိုအမတ်ကောင်းကောင်းရောက်မှာဒီတည်းစေကြောင်းကြီးတို့တက်လို့ရတာ သာတပညာတတ်ဒီဘဝကနေမှဗိုလ်ချုပ်တွေဆိုတာဖြစ်လာတာဘာပညာမှမရှိဘာရင်ချင်းမှမရှိရဲနဲ့ဗိုလ်ချုပ်ဖြစ်မလာဘူးတိုင်မှုဖြစ်မလာဘူးဗိုလ်ကြီးတွေဖြစ်မလာဘူးဘီဝမှုတွေဖြစ်မလာဘူးကာနယ်တွေဖြစ်မလာဘူးဂျီဝိုင်းတွေဖြစ်မလာဘူးဂျီတူးတွေဖြစ်မလာဘူးဂျီတလီတွေဖြစ်မလာဘူးအဲ့ဒါကိုကိုကိုစဉ်းစားကြနီပိန်းနေရဲ့နီပိန်းနေရဲ့ပိန်းရင်လည်းပိန်းတယ်လို့ပြောတာခင်ဗျားတို့ကလုံးဝလုံးဝလက်မခံဘူးနော်စာကြည့်ပါစာကြည့်ပါဆိုတော့အိမ်ခေါင်မိုးတော့တဲ့ကြည့်တယ်လို့အဲ့လိုဖြစ်နေခင်ဗျားတို့နီပိန်းနေရဟုတ်လားဗမော်လည်းပါတယ်နိုင်နေပြီတဲ့ အခုလုံးတိမ့်ပိုက်သွားပြီတဲ့ဒါသက်တိုင်ရင်တစ်ခုပဲကြံတော့တယ်တဲ့ဟိုမှာတိုက်နေရတဲ့ KIA တွေ KIA တွေအတွက်တေးပေးရတဲ့ PDF တွေပြေးလို့ပြေးနောက်ဆုံးလို့နောက်ဆုံးဟိုမှာ KIA အကောင်ကြီးကြီးတွေသေလို့သေသေးသေးချာချာလေးလားဂျင်းနေမကျွေးနဲ့ဂျင်းနေတအားမထဲနဲ့ဟိုမှာလူလဲနေတေးသားရေမနေဘူးပြေပကသက်သက်စပီကပြေဖြက်တွေအကုန်သိရလားမိုက်မတိုက်နဲ့အစိမ့်မခန့်နဲ့အမှန်တရားတွေကိုပြောတဲ့ရင်ကိုအမှန်တရားတွေကိုချပြပါတဲ့တပိတ်ချင်းမှာတဲ့စစ်မဖြစ်ဖဲနဲ့တဲ့ ဒီမာလာတက်ကပေါ့ဗျာဘုံကျဲတယ်ဘာပြောကျဲတယ်ပေါ့နော်။အော်နေမီပြန်ယူနေပါလေဆိုမှပဲစစ်မဖြစ်ဖဲနဲ့ပြောရရှိသေးရနော်။ပြည်သူတွေရဲ့နေရာကိုအကျန်းဖက်တွေစီကပြန်ယူတယ်။အဲ့တော့အကျန်းဖက်တွေကိုချိန်မုံနဲ့အဲ့ဒါဘာဆန်းလဲ။အကျန်းဖက်တွေရှိတဲ့နေရာကိုပြည်သူတွေကိုဒုက္ခပေးတဲ့နေရာတွေအားလုံးကိုငြင်းကြမ်းအေးချမ်းမှုဆိုရင်အဲ့ဒီနေရာတွေကိုအကျန်းဖက်တွေမရှိမှအဲ့တော့အဲ့ဒီတာဝန်တွေလောက်အောင်သတ်မတော်ရဲ့အလုံးဖောက်ခံအောင်မှာပြည်သူတွေရဲ့အလုံးလို့ဟုတ်လား။နေရောကြောင်မဲ။ခုပြည်သူတွေကအရှင်ဖရာပေါ့နော်။တောင်းမဖွင့်ခင်လေးတပည့်တော်တို့ဒီနေရာလေးတွေကိုတဲ့ ရောက်အောင်ပြန်ပြီးမှ လုတ်ပြင်ပို့ကောင်းပါပဲဖျားတဲ့ဒီငပောက်ပြောသွားတဲ့ထဲကနောက်ဆုံးကနေမှအရင်စပြောချင်တာဒါပါလေဆိုတော့အခုသူပြောသွားတဲ့ကြောက်မင်းနဲ့တီဘောဘက်ကပြီသူဒီကနေမှအရှင်ဖျားဒီအเจ้าပြန်ဖို့နဲ့ခါမှာဆိုပြီးမှပြောသွားတယ်လို့ပြောတယ်ဆိုတော့ဖျားဆိုတာဟာ လူထက်မြင့်မြတ်တာကိုမှကျွန်တော်တို့ကဖះလို့ခေါ်တယ်။ကို့လောက်တောင်စိတ်သက်ပိုင်းဆိုင်ရမှအဆင့်အတန်းမရှိဘဲနဲ့ကို့လောက်တောင်မှနှလုံးသားဖြူစင်မှုမရှိတဲ့ဒါမျိုးကတုံးကိုငါတို့ကဖះလို့ခေါ်လို့ရှိရင်တော့လောကကြီးထဲမှာရှိတဲ့လူတိုင်းဟာဖះဖြစ်သွားပြီ။လောကကြီးထဲမှာလူဆိုးဆိုတာကိုမရှိတော့ဘူး။ နော်ဒီနဲ့ငါငါပေါ့ဘလို့ပြောဆိုတယ်လဲဆိုတာတော့ကျမတို့အားလုံးသိပြီးသားဖြစ်တယ်သူပြောဆိုသွားတဲ့စကားလုံးတချို့ဆိုလို့ရှိရင်ကျမတို့ရိုးရိုးတာမန်လူတွေတောင်မှမပြောတဲ့စကားလုံးတွေကိုသူပြောသွားတာဖြစ်တယ်ဆိုတော့အခုဒီ DSA ចောင်းဆင်းတဲ့လူတွေကဆယ်တန်းမှာအမတ်များကြီးနဲ့အောင်တဲ့လူတွေပညာတတ်တဲ့လူတွေပဲဘူကြီးတွေဖြစ်တယ်ဘူမှုတွေဖြစ်တယ်တတ်မှတ်မှုတွေဖြစ်တယ်ဘူဟာမှုတွေဖြစ်တယ်ပေါ့နော်အမှုတွေကြီးပဲဖြစ်နေကြတယ်ဒီဆိုလို့ရှိရင်ဒီနဲ့နင့်တို့မှာပညာမရှိနင့်တို့ကတင်ညာရှိတာမြန်မာနိုင်ငံရဲ့ပညာရေးစနစ်ဟာကြက်နိုင်တဲ့သူက အမမြိုင်းတဲ့အောင်မှာပဲဒီအကြောင်းတဟာကောင်းကောင်းလေးနားလေတရသဘောပေါက်တလားဆိုတာကို base တောက်ဆက်ဆက်မမဒီလိုမျိုးမစစ်ဆေးဘူးစံပွဲဖြစ်လိုက်တဲ့အမများတယ်စတော့တယ်ဒါပဲဆိုတော့ဒီနေ့ DSA အကြောင်းစင်းတွေကပညာတတ်တဲ့အတွက်အကြောင်းဘူမူဒီဘူဟာမူဒီတိုင်းမူဒီဖြစ်လာတယ်ဆိုလို့ရှိရင်ဒီနေ့ပညာလုံးဝမတတ်ဘူးလို့နင်တို့ပြောနေတဲ့ PDF ဒီမဖတ်နိုင်တဲ့အဆင့်တည်းအခုမှမရှိဘူးဖျူစစ်သားမဆိုလို့ဘူးတိုင်းမူဒူတိုင်းမူ တရရနေရတော့ရကျဲတပွင့်တပွင့်တုံးပွင့်အများကြီးပွင့်အားလုံးကိုဒီနေ့ကျွန်တော်တို့တော်လန်ရဲဒီဘက်ကနေမဖန်စီထားတာဖြစ်တယ်ဆိုတော့ April 9ရက်နေ့တုန်းကနှုတ်အင်းတော်ကနေမတပိတ်မောက်တဲ့ပြည်သူဒီကိုညစ်ပနိုင်ဆက်ခဲ့တဲ့နှုတ်ရဲ့ခွေး DSA ကျောင်းစင်ပညာတကျွန်တော်ဖန်စီထားတယ်နော်တိပါတယ်เนาะဆိုတော့ဒီနေ့ PDF ဒီကစာမတက်ဘူးလို့ပြောရအောင် DPDF လောက်နှစ်မှာဆင်ရှိသလားငါပေါ့ ပြီးလို့ရှိရင် PDF တွေဆိုတာဟာကို့သမင်းကိုစားပြီးတော့ကို့ရဲ့လွတ်လပ်ရဲအတွက်တိုက်ပွဲဝင်နေကြတာဖြစ်တယ်အခုနင်းကကို့စားဖို့သမင်းတောင်နင်းရှာစားတတ်တလားကို့မျိုးစို့ဖို့ရန်အတွက်သမင်းတောင်နင်းသူများကြွေးလို့ပဲနင်းစားနေရတာမဟုတ်ဘူးလားပြီးလို့ရှိရင်အခုဒီဗမော်မှာလည်းကျတော့တော်လာရဲတွေကတော့အများကြီးရှုံးနေဒါပဲမဲ့ပြပမှာရောက်နေတဲ့ speaker တွေကတရင်မှပဲပြောပါဂျင်းမထဲနဲ့မိုင်းနေမထဲနဲ့လို့ပြောတယ်ဆိုတော့ဒီနေ့ ပြပကစပီကာရဲ့အားလုံးဟာအောက်ခြေမှာဖြစ်ပျက်နေတဲ့တော်လန်ရဲဒီရဲ့တည်င်းနဲ့ကိုအတိအကျရလို့ကျွန်တော်တို့ပြောချင်းဖြစ်တယ်နင်းတို့လိုမျိုးစက်တရဲတုံးဘောမှနေတာမဟုတ်ဘူးတော်လန်ရဲအတွက်ပြောနေတဲ့သူအားလုံးဟာတယောက်မှ PDF ဒီဘက်ဖြစ်ဖြစ်တိုင်းရင်သားလက်နက်ကိုင်းတွေရဲ့ဘောဖြစ်ဖြစ်ဘဒုရဲ့ဘောကိုမှမကင်ဘူးကျွန်တော်ဂျင်းထဲဖို့နေနေတာတာ အမှန်တရားတော့ပြောလို့မကုန်ဘူးပြီးတော့နောက်တစ်ခုကတော့အခုဒီ debate ကျင်းနေမှာအဘုတ်ကြီးတိုက်ခိုက်တဲ့ဥစ္စာကိုလည်းပဲပြည်သူလူထုတွေရဲ့နေရာကိုအတန့်ဖက်တွေယူထားတဲ့အတွက်ကြောင့်အတန့်ဖက်သမားတွေကိုတိုက်ခိုက်ပြီးမှပြည်သူတွေရဲ့နေရာကိုယူရမယ့်တာဝန်ကစစ်ခွေးတွေရဲ့တာဝန်ဖြစ်တဲ့ပြည်သူတွေကတော့စစ်ခွေးတွေကိုထောက်ခံပေးရမယ်လို့ပြောတယ်ဆိုတော့ပြည်သူဆိုတာဘာလို့လဲ တော်လန်ရဲဆိုတာဘာတူလဲတော်လန်ရဲတွေကကျတော့ပြည်သူတွေလေဒါကြောင့်မို့ပဲတော်လန်ရဲတွေအောင်ပွဲခံလာပြီးပြန်လာလို့ရှိရင်ဘာတူတွေကျူနေကြတယ်လဲအဲ့ထဲမှာနေတဲ့ယူဟာကလူတွေပဲကျူနေကြတယ်မဟုတ်ဘူးလားဆိုတော့နင်တို့ပြည်သူပြည်သူလို့ပြောနေတဲ့သူတွေကဘာတူတွေလဲဒါကိုဗလန်တီနဲ့နင်တို့စစ်ခွေးတွေကိုထောက်ခံရမယ်ရှက်တရင်တည်းလိုက်ကဲပါဒါတော့ဆီမနုမီရဲ့ဂရုံးကိုဆုံးမတော်မှာပြီတော့ဘာလဲဖြစ်ပါတယ်ဆိုတော့ပောက်ဂရုံးကအခုတတိပေါ့နော်အာချောင်းနေတော့မယ် ကျွန်တော်တို့ PDF တွေနီဘိန်းနေဆိုတော့မှအများတုံးနေတော့မယ်နော်ကျွန်တော်တော်လိုင်းရေလုတ်တယ်ဆိုတာကကျွန်တော်တို့ NND တစ်ခုတည်းနဲ့တော်လိုင်းလောက်လာတာမဟုတ်ဘူးကျွန်တော်ပြည်သူလူထုအားလုံးကပေါ့နော်ဒီရဲ့စစ်အာဏာရှင်ကိုမကြိုက်လို့ကျွန်တော်တို့တော်လိုင်းလောက်လာတယ်အဲဒါကြောင့်အဲ့ဒါကိုတကောင်းနားမလဲဘူးသူကအခုတတိပေါ့နော်ကျွန်တော်တို့နီဘိန်းနီဘိန်းဆိုတော့မှသူကအမျိုးရင်းတုံးနေတယ်ဆိုတော့မင်းတို့ပဲပိနေလားငါတို့ပဲပိနေလားဆိုမင်းတရားပြန်တွေ့ကြည့်ပေါ့ကတော့စားရှိလို့ရှင်တင်ကန်းချွတ်လိုက်နော်ဒီလား ဝမ်းဝမ်းချင်းထိုးချင်နေတယ်မင်းနဲ့ဆိုတော့ဒီရဲ့ပေါက်ကရုံးကိုကျွန်တော်တို့ဆုံးမချင်တဲ့စကားလေးရှိလို့ရှင်လဲကိုမမရေးခဲ့ပြပါဦးဒါဆိုရှင်ကျွန်တော်နောက်တစ်ပုတ်အနေနဲ့ကိုစီရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်လိုက်အောင်ဒီရဲ့ဗီဒီယိုဖိုင်လေးကကိုစီပြောတဲ့အရာလေးကအရင်ဟုတ်ကောင်းတာပေါ့နော်အဲဒါကြောင့်ကျွန်တော်တို့တူတူဆုံးလေးလေးပါချီးချူပေးပါဦးခင်ဗျာဒီဘဲမျိုးနဲ့အိုးထင်းတွင်းရမှာအခုစာတင်ကြောင်းမှာပေဝါတဲ့အထဲမှာအရွယ်ရောက်ပြီးဒီဆရာမနှစ်ယောက်ကလွယ်လို့အရွယ်ရောက်တဲ့လူတယောက်မှမပါဘူးအားလုံးကကလေးတွေဟုတ်ကဲ့ဗျာအဲ့ဒီကလေးတွေကိုစာတင်နေတဲ့စာတင်ကြောင်းကိုဘုံကျဲချလို့နော် အခုဘုံခုံနေအပိုင်းအစတွေအကုန်လုံးတက်တည်ရထားတယ်နော်ဒီကလေးတွေတည်သွားတာလေအကုန်လုံးစာတင်နေတဲ့ကလေးတွေဒါကိုဟိုဘက်ရက်ကွက်ကလူသားချင်းမစာမနာတဲ့ဇကားဟုတ်ပြောတယ်ဒီအချိန်ကကြောင်းတက်တဲ့အချိန်လားအပြူအစိမ့်မဝင်ထားလို့ဆိုတော့မင်းတို့ရဲ့အတိတ်တရားတွေကအဲ့လောက်တောင်စုပ်ပဲ့အောက်ကျနေပြီလားဒီလိုကာလတွေမှာစစ်ကောင်စီထိန်းချုပ်တဲ့ဒေတာကစာတင်ချောင်းမြို့ပေါ်ကကြောင်းနေမှာအချိန်စရာအတိတ်ကျနေကြောင်းတက်လို့ရပါမယ်တောထဲမှာနေတဲ့ကလေးတွေအတွက်အချိန်စရာတိတိကျကျနေစာတင်လို့မရဘူး ်လေပြန်လာလို့ရှိရင်ဘုံကိုကြီးနဲ့ဝင်ပြေးရတယ်နော်လေလွတ်တဲ့အချိန်ကိုစာတင်ရတယ်နောက်တစ်ခုရှိတာကသူတို့ပဲလေအခုအဲ့ဘောမအကောက်အတုတွေလေအမှန်တော့စကားရှိတယ်ဘာဖြစ်လဲသူတို့ပဲကြောင်းမတက်နဲ့ကြောင်းထွက်ဆိုပြီးတော့ပြောခဲ့ပြီးတော့အခုတော့စာသင်နေဒီကောင်တွေရဲ့အတိတ်တရား level တွေကဘယ်လိုတွေဖြစ်ကုန်လဲကျွန်တော်စဉ်းစားလို့မရအောင်အဲ့လိုစကားပြောတဲ့လူတွေကသူတို့သူတို့မရှက်တာလားဟမ်ယုံမတက်တဲ့ယုံထွက်လို့ပြောတယ်ကြောင်းမတက်လို့ကြောင်းထွက်လို့ပြောတယ်နော်အဲ့ဒီစကားကိုမင်းတို့ဖွင့်နေတာ ယုံမသက်နဲ့ယုံထွက်ဆိုတာကယုံမသက်နဲ့ဆရာဝန်တယောက်ကယုံမသက်နဲ့ကျောင်းဆရာဆရာမတယောက်ကကျောင်းမသက်နဲ့ယုံမသက်နဲ့ယုံထွက်လို့ပြောတာဒီဆရာဝန်တယောက်ကိုစေးမကုနဲ့ပြောတာလားအာနာတိန်းထားတဲ့စစ်ကောင်စီရဲ့လက်အောက်မှာတောင်းဝင်မထမ်းဆောင်နဲ့လို့ပြောတာလားကျောင်းဆရာမတယောက်ကျောင်းဆရာဆရာမတယောက်ကိုစီဒီယန်လောက်ပါလို့ပြောတာဒီစာမတင်နဲ့လို့ပြောတာလားစစ်ကောင်စီအုပ်ချုပ်တဲ့အောက်မှာမနေနဲ့လို့ပြောတာလားခမင်းစားပြီးလူကမွေးတဲ့လူဆိုရင်အဲ့ဒီအဖြေကိုတီးလိုက်နော် စာမတင်နဲ့လို့ဘယ်စဘဒူမမမပြောတယ်လို့ဘယ်ဆရာမမလည်းစာမတင်မနဲ့မနေဘူးနော်စာတင်နဲ့ CDM တွေကိုလိုက်ဖမ်းနေတဲ့ကိုမေကိုလိုးတွေပဲရှိတယ်စာမတင်နဲ့ဆရာစာမတင်နဲ့ဆရာမမရှိဘူး CDM လောက်သွားလို့ဆိုပြီးတော့ရှင်းတယ်နော်ငါပြောတဲ့စကားမှားရင်မင်းတို့ခွေးမျိုးတွေလာခဲ့ဈေးမကူတဲ့ဆရာဝင် မရှိဘူး CDM လောက်ပြီးဈေးကူနေတဲ့ဆရာဝင်တွေကိုဒါမင်းတို့ခွေးမျိုးတွေလိုက်ဖမ်းတာမရှိတယ်ငါပြောတဲ့စကားမှားတာအဲ့တော့ယုံမတက်နဲ့ယုံထွက်တဲ့စကားဒီ အာနာသိန်းကစားမှတိုင်းပြီးတော့လမ်းပေါ်ဒေါ်လာထွက်နေတဲ့လူအုပ်ရောက်နေတယ်။အဲ့ဒီအချိန်မှာမင်းတို့ကိုစန့်ကျင်နေတဲ့လူအုပ်အဲ့ဒီစန့်ကျင်နေတဲ့လူအုပ်ကဘာမစိုးလှုပ်ဖို့အစင်းနေပဲ။အဲ့လိုဘာမစိုးလှုပ်ဖို့အစင်းနေလူအုပ်ကိုဒုံဆွဲပြီးရိုက်ကြဓာဆွဲပြီးခုတ်ကြတနတ်ဆွဲပြီးတတ်ကြလို့ပြောရမှာလား။အငိမ့်ချမ်းဆုံးအာနာဖီဆန်နဲ့စီဒီယန်လှုပ်ကြမှာလို့ပြောရမှာလား။စီဒီယန်လှုပ်ဖို့ပြောခဲ့တဲ့လူတွေကိုစောက်ပြစ်ပြောပြီးတော့ဗီဒီယိုဖိုင်တွေတင်းနေတဲ့ကောင်တွေငါတဲ့မေးလား။ဒီအဲ့ဒီအချိန်မှာ စီဒီယံမလုံနဲ့တွေ့တဲ့စခန်းဝင်စီတွေ့တဲ့စစ်သားသားများအကုန်ခုတ်တက်တက်ပြတ်လို့အကြမ်းဖက်လုပ်ခိုင်းရမှာလားသမင်းစားပြီးကြီးတာဆိုရင်လူလိုတွေးပြီးလူလိုပြောရတယ်ကိုဖြစ်ချင်တာကိုဘက်အချမ်းကိုအနိုင်ရရင်ငါစကားနွားရပြောတာအဲ့ဒါတလိမ့်ဆန်နော်ဒီစကားတွေကိုပြောနေကြတာကြာပြီပတ်ဝန်းကျင်မှာအခုလက်ရှိကလေးတွေကိုအနေဖြစ်တယ်ဘုံကျဲတယ်ဒီဒီပဲရင်ဖြစ်စေဟန်နော်ဘာမှမဆိုင်တဲ့စာတင်ကြောင် PDF လက်တရားမှမရှိဘူး ်ကလေးတွေစာတင်နေတဲ့စာတင်ကြောင်းအဲ့ဒီစာတင်ကြောင်းပေါ့ဂျက်ဖိုက်တာနဲ့ဘုံချဲချတာမင်းတို့တွေယောက်ျားပြီပြီတိတ်ခါကြီးကြီးလူပီတာဆိုတော့ကိုနှုတ်ရေလှုပ်ရက်ကိုဝင်ခံလေကွာဘာဖြစ်လို့ဝင်မခံရဲပဲလဲအခုကြော်စိုးဦးရဲ့ဇော်ဘုံဟင်းရဲ့အမဟိုဖာနေမတစ်စင်ဦးရဲ့၃ယောက်မင်းတို့တွေကိုမင်းတို့အဲ့လိုထွက်ပြောလိုက်တာမင်းတို့ကဘလို့အတွေးခေါ်တဲ့ပြောလဲမသိဘူးဒါပေမဲ့မင်းတို့ကိုအားပေးထောက်ခံနေတဲ့လူတွေကဘာပြောလာလဲဆိုတော့ဟာဒီလူတွေတို့စကားပြောတယ်ဆိုမင်းတို့အထက်ကျန်းတော့မင်းတို့ပြောင်းဝေးပြန်လာပြီ။ အဲ့ဒါမင်းတို့ရဲ့လူမဆန်တဲ့လောက်ရကမင်းတို့ချပြတာပဲလူကြားထဲမှာနော်စာတင်ချောင်းကိုဘုံကျဲဝတယ်လူတိုင်းတည်တယ်ခလေးတွေတည်တယ်လူတိုင်းတည်တယ်ဘာမှမဆန်တဲ့စာတင်နေတဲ့ခလေးတွေအဲ့တော့မင်းတို့စစ်ကောင်စီအုပ်ထုပ်တဲ့အောက်မှာပဲစာတင်ဝင်ရှိတာလားမင်းတို့အာဏာသိမ်းတာကိုလက်မခံဘူးလေလက်မခံတဲ့ပြည်သူကမင်းတို့အောက်မှာမနေဘူးဒါပဲလေအဲ့တော့မင်းမင်းတို့အောက်မှာမနေတဲ့လူတယောက်ကရန်စုပ်သားဖြစ်သွားတာဒီလူတယောက်ကမင်းဒီလူရဲ့အုပ်ချုပ်မှုအောက်မှာမနေဘူးအဲ့ဒါရန်စုပ်သားဖြစ်သွားတာကဲ မစမနာပြောနေကြအောင်အဲ့သေဝါတဲ့လူတွေထဲမှာမင်းတို့ရဲ့သားတွေမိတွေမြစ်တွေဆိုရင်မင်းတို့အဲ့လိုစကားမျိုးပြောမှလားနော်အဲ့တော့ယောက်ျားပြပြရှင်းတိုင်ကြပါမနစ်တနည်းမှာပေါ်လာတဲ့တော်လန်ဟင်းအင်အားစုကိုနော်ယောက်ျားပြပြတနတ်တနတ်ချင်းရှင်ပြစ်လို့မနိုင်လို့မင်းတို့တိုင်းပြည်ပိုင်ဆိုင်တဲ့လေရင်တွေကိုတုံးတိုင်းပြည်ရဲ့ဘန်နာတွေကိုတုံးပြီးတော့မင်းတို့တနိုင်ခံလို့လိုက်ဖုံးကျဲတယ်နော်ဒါရင်အားမရသေးဘူးအပြစ်မဲ့တဲ့ကလေးတွေရဲ့စာတင်ချောင်းပေါ်တော့မင်းတို့ဘုံကျဲချပြစ်တယ်နော် ဲ့လိုဘုံကျဲချပြီးတော့တိတ်ခါရှိရှိဝင်မခံရဲဘူးဘလောက်အောက်တန်းကြလဲစဉ်းစားကြည့်မင်းတို့ရဲ့စိတ်ဓာတ်တွေနောက်ဒါဟုတ်ရှိသေးတယ်ကိုယ့်ဘက်လိုလိုသူ့ဘက်လိုလိုပြောနေတဲ့လူတွေနော်ဒီညမှာကျွန်တော်ထည့်ပြောခြင်းတယ်အဲ့ဒါဘာလဲဆိုတော့ဟိုဒီလိုပဲအာနာရှင်ကတီတူကိုအကြက်ကင်ပြီးတော့လိုက်ပြီးဘုံကျဲတယ်မတိလို့ရှိရင်ကိုယ့်ဘက်ကပဲ short ပေးရမယ်အတိုင်းဂျန်လီအသွေးခေါ်တွေကိုစွန့်လွတ်ကြပြီးတော့တိုင်းပြည်ဟာဒီထက်ထက်နာစရာအကြောင်းမရှိတော့ဘူး နော်မင်းမထိလို့လားလို့မပြောနဲ့လာခဲ့မင်းအောင်နိုင်လို့ကောင်မျိုးအသေးလောက်ကမှတကုံလုံးဘုံစင်ပြီးခုံချပေးလိုက်မယ်အကျိုးမဲ့လို့မို့လို့လားမပြောတာတကယ်တိုင်းပြည်သူအကျိုးရှိမှာအသက်တစ်ချောင်းအတွက်မနှမျောဘူးကိုယ့်တက်ကိုအပေါ်မပြောဘူးကျွန်တော်ဒါပေမဲ့ခုနကပြောသလိုဒီလိုမျိုးဘုံလိုက်ကျင်းနေတဲ့သူငါတို့ကကြောက်ပြီးသူတို့အောက်ကိုဝင်ပေးရမှာလားဒီတစ်ခါထောက်ဝင်လို့ရှိရင်တိုင်းပြည်ပြတ်ဖို့ပဲရှိတော့တယ်နော်သူတို့အောက်ကိုအကြောက်ခံစရာအကြောင်းမရှိဘူးဒီလိုမျိုးတိုင်းပြည်ပတ်ပြီးဘုံကျင်းနေတဲ့အရာကို တိပအနေနဲ့ဘလို့အေးယူနိုင်မလဲပြည်တွင်းအနေနဲ့ဘလို့အေးယူနိုင်မလဲဘလို့တောက်ပြတ်နိုင်မလဲဒါတွေကိုမစင်းစားပဲနဲ့ဟမ်တချို့တွေပြောနေတဲ့လူတွေအဘုံမဲ့လိုက်ကြည့်ရတယ်လို့ဝင်နေမဲ့မဖြစ်တော့တယ်လို့လို့ဟမ်နောက်တစ်ခုရှိသေးတယ်ဟိုဖက်ကင်မရှိလို့ဆိုပြီးတော့ကိုယ့်ဘက်ကတော်လှန်ရေးအင်အားစုချင်းချင်းအထူးသဖြင့် UNG ရဲ့လူတွေကိုဖောင်းထုတ်ပြီးတော့အဲဖက်ကင်ရှိလို့ချင်းဘုံမဲ့မကျဲခံရတယ်လို့လို့လက်ရှိဒီနေ့ဘုံလိုက်ကျဲနေတာကနော်ဒီတော်လှန်ရေးအင်အားစုတွေရဲ့စခန်းတွေကိုလိုက်ကျဲနေတာပေါ့နော် KIU တတ်မှာရှိရင် KIU တတ်မှာလာကျဲတာမဟုတ်ဘူး ရွာတွေရဲ့စာတင်ကြောင်းတွေစေးယုံတွေနော်ဖုံးတော်ကြီးကြောင်းတွေရက်ွက်သေးတွေဈေးတွေအဲ့ဒါတွေကိုလိုက်ကျင်းနေတာအဲ့ဒီမျက်ကင်ခမည်းတော်ကဘာဟိုနေ့ကိုပေတရာအောင်ငှက်ကင်တစ်ချောင်းထားဖို့ခါတာနည်းနည်းလေးစဉ်းစဉ်းစားစားလေးပြောကြအောင်ကိုဖြစ်ချင်တဲ့ဆန္ဒတစ်ခုတည်းနဲ့ပေါက်ပန်း၄၀သူများကိုလိုက်ပြီးတော့တိုက်ခိုက်ကြမယ်ဆိုရင်အင်အားစုအချင်းချင်းစိတ်ကောင်းကွဲဖို့ပဲရှိတော့တယ်ဘာမှအကျိုးမရှိဘူးအခုလက်ရှိငှက်ကင်မရအောင်မရအောင်ပြောနေတဲ့ကောင်လေးအခုငှက်ကင်ဝယ်မယ်မင်းတို့ပတ်စံပေးလိုက်မယ်မင်းတို့အရေးရှိတဲ့ဝယ်ထိုင်လမ်းမေးကြည့်တယ်ဟုတ်ဒါအပြေပဲလား ကိုကိုတိုင်မလုံနိုင်တဲ့အရာကိုသူများတော့တောင်းမယ်သူများလည်းစူးစမ်းနေတာပဲအေးဒါမဲ့အဲ့ဒီစူးစမ်းနေတဲ့လူတွေထဲမှာကိုရိုးရှားနေလားဒီနေ့ချင်းညက်ကင်ကိစ္စနဲ့ပတ်သက်လို့တိတိကျကျ data အချက်အလက်နဲ့ဘယ်ကောင်ဘလို့ပတ်စံဘလောက်ခိုးထားတယ်လို့ပေါ်ထုတ်လဲလို့မရှိသေးဘူးပါဇက်တရားမင်းတယောက်တယောက်ဆွဆွပုတ်ခတ်ပြောနေတာပဲရှိတယ်သူမှန်တယ်ငါမားတယ်ညင်းနေကြတာပဲရှိတယ်ကျွန်တော်တို့လူပြည်သူလူချင်းတာအဲ့လိုမဟုတ်ဘူးနော်တော်လိုင်းဘက်ကပါဆိုပြီးတော့တော်လိုင်းရဲ့တမအချင်းချင်းဖောင်းထုတ်တဲ့လောက်ရက်တည်းကအင်မတန်စစ်ပြတ်ဖို့ကောင်းတယ်အမားရှိလို့ရှင်အမားရှိတဲ့လူကိုဂုတ်ကဆွဲနိုင်အောင်လုပ်ပေးကြပါလား ပြည်သူလိုချင်တာအဲ့လားထောက်ပို့တယောက်ခိုးရင်အဲ့ဒီထောက်ပို့ကဘယ်နေရာမှာဘလို့ဘလို့ဒေတာအချက်လက်နဲ့ခုတကယ်ကိုကတော်လိုင်းရေးပေါ်စေတနာရှိတယ်နော်အခုပဇင်းကင်ဒီပဇင်းကင်ကိစ္စမှာဘလို့ကကိုရိုးရှာပါတကယ်လားဒေတာချက်လက်ရောဟာမှာပြည်သူချပြလိုက်ဂုတ်ကဆွဲပြီးတော့ပြည်သူချပြအခုလက်ရှိတော်လိုင်းရေးမှာအဲ့လိုဘလို့ကမလုပ်နိုင်ဘူးဒါပေမဲ့တယောက်နဲ့တယောက်တိုက်ခိုက်ကြတယ်အဲ့တော့ဘာတွေဖြစ်လဲရန်သူအားရတာပဲဖတ်တယ်ကိုဘက်မှာစီယုံမှုပြိုကွဲတာပဲဖတ်တယ်ထောက်ပို့ဝင်းရန်နေတဲ့ပြည်သူတွေစိတ်သက်ကြတာပဲဖတ်တယ်အဲ့ဒီအဖတ်တုံးမှုပဲတင်တယ်တတိယဟာဘာအဖတ်မှမတင်ဘူး ကျွန်တော်ပြောတာမှားလားအဲ့တော့ဘာဖြစ်လို့အချင်းချင်းတော်နိုင်ရင်အချင်းချင်းတိုက်ခိုက်ကြဖို့လဲဘယ်သူဖြစ်ဖြစ်ခံပြင်းကြတာပဲဒါမဲ့ခံပြင်းတဲ့စိတ်တွေနဲ့အတူတူငါရောဘာလို့ပေးနိုင်မလဲဆိုတဲ့အတွေးကိုတွေးကြမှာအမင်းစောက်သုံးမကြလို့သူတို့ဖြစ်တယ်လို့ပြောမှာဆိုမင်းရောစောက်သုံးကြတာမင်းလို့ချင်းဘယ်လိုဖြစ်ကုန်ကြလဲလူကအဲ့ဒါပဲသူများစောက်သုံးမကြဘူးသူကပြောမှာချင်းမင်းရောစောက်သုံးကြတာပြန်မေးခိုင်းရင်ဘယ်လိုဖြစ်ဖြစ်ချင်းကြမှာလဲအဲ့တော့အချင်းချင်းကြမှာသူလည်းသူစွမ်းတော့သူလို့လေငါလည်းငါစွမ်းတော့ငါအေးဒီကောင်မယုတ်တော့ဘူးအခုလက်ရှိတော်လိုင်းမှာနော်အကောက်တစ်ခုကျွန်တော်နာမည်မပြောချင်ဘူး ပထမတော်လိုင်းဘက်ကတာပါအခုနောက်ပိုင်းအရေးအသားအပြောဆိုတွေသူတွေရိတ်မိမှာပါနော်ဒါလိုလူမျိုးဆိုကျွန်တော်တတိထားရမယ်သူ့ရဲ့အရေးအသားအပြောဆိုအလုတ်လုတ်ရက်ဒါတွေဟာတော်လိုင်းကိုဖျက်ဆီးလာနိုင်ပြီဆိုရင်ဒါကျွန်တော်တို့တတိထားရမယ်အဲ့လိုမဟုတ်ဘဲနဲ့လုံနေတဲ့လူတယောက်ကိုတိုက်ခိုက်တာတော့ဒါကတော့ကျွန်တော်တို့လက်ခံပေးလို့မရဘူးနော်ဒါကြောင့်မလို့ဒီနေ့ဒီဒီဘယ်ရင်ဖြစ်စဉ်ကိုကြည့်မယ်ဆိုရင်စစ်ကောင်စီဟာမင်းအောင်နိုင်ပြောခဲ့တယ်လို့ပဲကျွန်တော်မလို့ရဲတာဘာမှမရှိဘူးတဲ့နော်ဟိုတိုင်းပြည်ရဲ့တန်ဖိုးရှိတဲ့ခေါင်းဆောင်နဲ့တန်ဖိုးမဲ့တဲ့အောက်တန်းစားဘာကွာလဲဆိုတော့ ဘုရားအောင်ဆန်းပြောခဲ့တဲ့စကားရှိတယ်။လှုပ်ရဲတာတတ္တိမဟုတ်ဘူးတဲ့။ခံရဲမှာတတ္တိတဲ့။ပညာရှိတဲ့ရဲ့စကား။တကယ်တလုံးဆိုတလုံးထိတယ်။ဒါပေမဲ့ပညာမဲ့အောက်တန်းစားမင်းအောင်နိုင်ရတော့ပြောတယ်။ကျွန်တော်မလှုပ်ရဲတာဘာမှမရှိဘူးတဲ့။နော်။အဲ့တော့မလှုပ်ရဲတာဘာမှမရှိတဲ့ကောင်ကျွန်တော်တို့ပြည်သူကလည်းနော်မလှုပ်နိုင်တာဘာမှမရှိဘူးဆိုတာကိုပြဖို့လိုတယ်။အဲ့ဒီတော့နံပါတ်1ကျွန်တော်ပြောလို့စီးလုံးမှာမညီညွတ်ကမှာကျွန်တော်တို့ကိုအချင်းချင်းအထိခိုက်အပွန်းအပဲ့တွေကိုလိုက်ပြီးအပြစ်နာစာကြည့်နေမှာဆိုရင်တစ်ဖက်ရန်သူကိုကျွန်တော်တို့ဘယ်လိုကြည့်မလဲ။ ်ချင်းချင်းမင်းအဲ့တော့မင်းကပြောမယ်မင်းကဟိုခိုးနေတဲ့ကောင်ကိုလှုပ်ထားမလားလိမ့်နေတဲ့ကောင်ကိုစတဲ့ဖြင့်မင်းလာနိုင်တယ်ဒါပေမဲ့ဂုဏ်နဲ့ကပြောသလိုပေါ့ every အားလုံးခြုံကြည့်ပြီးကျွန်တော်တို့အလုပ်တစ်ခုလုပ်မှရမယ်ဒီတပွက်ထဲကိုကြည့်ပြီးဒီအပြစ်တစ်ခုတည်းကိုထိုင်ပြီးတလညုံထုံးနေလို့ကျွန်တော်တို့မရအောင်အပြစ်တွေဆိုတာလူတိုင်းမှာရှိတယ်ဒါပေမဲ့နှစ်ဖက်ကိုကျွန်တော်ရှင်းကြည့်ရမယ်ငါဒီအပြစ်ကိုသလိုပြောလိုက်ဒီဘက်ကဖိအားဘယ်လိုတက်ရောက်လာနိုင်လဲပြောသက်တာပေါ့သူများအောင်စောင့်ပြထိုင်ပြောတာလွယ်လွယ်လေးလက်ရှိ line ပေါ်မှာရှိတယ်အာဆရာကြီးတို့ဘာလို့လဲဟိုမတိလို့ရှိရင်ပြည်သူဘက်ကနည်းနည်းချင်းဒီမြန်မာနိုင်ငံမှာလေအဲ့ဒီစောင့်ကျင်တခုရုံးပေါ်ကောင်းဆုံး ော်နည်းနည်းဖြင့်ပြည်သူပြည်သူဆိုတဲ့စကားလုံးယူပြည်သူဘက်ကကားလိုက်တာနော်ပြည်သူဘက်ကလည်းဘာလို့မသိရင်ပြည်သူဘက်ကမခံနိုင်လို့ပဲဝေဖန်ပြနေတယ်လို့ထောက်ပို့ပြတယ်စောက်ပို့တယ်ကြီးပဲလူများစောက်ပြပြောတာလွယ်လွယ်လေးဘယ်ကောင်ဖြစ်ပြောတတ်တယ်စောက်ပြပြောတာဟာယူကိုစောက်ပြတာကိုဖြစ်အောင်လုပ်အောင်ကိုစောက်ဖြစ်ကိုကိုဖြစ်အောင်လုပ်လူများစောက်ပြပြောတာလွယ်လွယ်လေးနော်အဲ့တော့လက်ရှိဒီလိန်ဘုံချက်ခန္ဓာကိစ္စတွေမှာအပဇင်ဟောင်းနေလိန်ပြစ်မရှိလို့လိန်ပြစ်ကဘလို့ဝဆက်တဲ့ဖြစ်ပြောနေချတာအလကားပဲဒါတွေကအချင်းချင်းစိတ်ဝဲပွားရုပ်ပြင်ဘာမှဖြစ်မလားနော်တစ်ဖက်ရန်သူကရန်ကပြတ်စွာလုံနေပြီကျွန်တော်တို့တွေဘလို့လုံနိုင်မလဲ လက်ရှိတိုက်ပွဲတွေတိမ့်နေကြတယ်ဟိုမှာတင်းနိုင်တိုင်းမှာဆိုတဲ့ငါစခန်းတွေတိမ့်နေပြီတောင်ပိုင်းတိုင်းကျွန်တော်တို့စောက်ပြထိုင်ပြောလာကြတယ်ဟုတ်တယ်မလားပြောတယ်မလားတော်ဝင်ဆံပြောတဲ့လူအားလုံးငါလည်းပြောတယ်ဟုတ်တယ်မလားဒါပေမဲ့တို့လို့လောက်လိုက်တို့ဝင်ရမယ်ရှင်းရှင်းသာပြည်သူပဲအဲ့ဒါပြည်သူဆိုတော့အဲ့ဒါမကောင်းရင်မကောင်းပြောမယ်ကောင်းရင်ကောင်းလို့ပြောမယ်ဒါပြည်သူပြည်သူအင်မတန်ရိုးရှင်းနေရမယ်တောင်ပိုင်းတိုင်းမှာအလုံးမလို့အလုံးမလို့ကမင်းတို့တောင်ပိုင်းတိုင်းအလုံးလားဟာအလုံးလို့ဝင်ရမယ်ဒါဒါပြည်သူပြည်သူဆိုတော့အင်မတန်ဖြူစင်းနေအဲ့ဒီစိတ်မျိုးဖြစ်နေရမယ်ကျွန်တော်တို့ အဲ့လိုမဟုတ်ဘဲနဲ့ကိုနေ့ကပြောသလိုအဲ့ဒီရောင်ကားတွေတော့ကိုလိုက်သွားမယ်ဆိုရင်တော့ကျွန်တော်တို့တော်လိုင်းရဲ့အလကားပဲဖြစ်ကုန်လိမ့်မယ်เนาะအခုလက်ရှိဘောမာတွေရဲ့လောက်ရဲ့ကြည့်ဘလောက်အောက်တန်းစားတယ်เนาะအရှင်းဗီဒီယိုဖိုင်မှာကျွန်တော်ပြောခဲ့သလိုပဲဒီလောက်ပေါ်တင်ပြီးဘုံကျဲချတယ်လူတွေသေးတယ်ခလေးတွေသေးတယ်เนาะဘုံခုံတွေလည်းတမရှိတယ်ဒါကိုသူတို့ကမဟုတ်ဘူးလို့ပြောင်းလဲရဲတယ်အဲ့တော့ဒီလိုဟာမျိုးတွေကိုကျွန်တော်တို့တွေကနိုင်အောင်တိုက်ရင်တိုက်မတိုက်လို့ရှိရင်တော့အသေးရခံလိုက်ကြပြီတော့ဒါပဲရှိတယ်เนาะအဲ့တော့ဟိုအမြဲပြောပါတယ်ဒီ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 တာမပူနဲ့ ခင်ဗျားတို့ပြည်တွင်းမှာရှိတဲ့လက်နက်ကင်ထားတဲ့လူတွေအားလုံးတနေ့နဲ့တစ်ချိန်နဲ့တလနဲ့ဒီဒီခေါ်ရဲလာဒီပမှာရှိတဲ့ပြည်သူတွေစင်းမလိုက်တိုက်လို့ပြောတနက်မပေးနဲ့ဓာတ်တွေဓာတ်နဲ့ဝင်ခုံမကောင်ကြီးပဲကောင်လုံးရင်ထဲမှာအလောက်ထိဖြစ်နေကြတယ်ပြည်သူအကုန်စင်းမှာပြည်သူရင်ထဲမှာအလောက်ထိခံစားနေကြရတာဒါကြောင့်မလို့ညင်ညွတ်မှုတာတိဆောက်ပြီးညင်ညွတ်လို့ရှိရင်ကျွန်တော်တို့မနိုင်စရာအကြောင်းမရှိဘူးအနောက်မှာပြည်သူတွေအပြည့်အဝရှိတဲ့အတွက်ညင်ညွတ်မှုလာကျွန်တော်တို့လုပ်ပြီးနော်ဘာမှမဟုတ်တဲ့ကိစ္စတွေနဲ့တယောက်တယောက်အပြည့်တွေပြောပြီးဖြစ်မယ်ဆိုရင်တော့ကျွန်တော်တို့တော်နိုင်ရင်ကနော်တစ်ဖက်ကခွေးစားရတာပဲဖတ်တယ်ပဲနောက်ပြီးတော့ဘာမှ ဘဝတွေအသက်စည်သေးဝါတာအဖက်တယ်မှာဘာမှဖြစ်လာမှာမဟုတ်ဘူးအရေးကြီးပါတယ်နော်အခုလက်ရှိဒီဘေးပုံစံမျိုးနောက်ထပ်ထပ်မဖြစ်ဖို့အတွက်ကျွန်တော်တို့တွေလှုပ်ပြဖို့လိုတယ်အဲ့တော့ဘာလှုပ်ပြမလဲဆိုတာတော့လက်နဲ့ကင်ထားတဲ့ညီကိုတွေပဲတိလိမ့်မယ်ကျွန်တော်တို့တွေလှုပ်ပြဖို့လိုတယ်โอเคပါဒါတော့ကိုစီရဲ့တရေနမဖြစ်ပါတယ်ကိုစီပြောရတဲ့အရန်ကိုမှန်တယ်ဗျာနော်ဆိုတော့ရန်သူရန်ကပြတ်သလိုကျွန်တော်တို့လည်းရန်ကပြတ်ဖို့လိုအပ်ပါတယ်အဲဒါကြောင့်ကျွန်တော်လုတ်တင်လုတ်ထားတာကိုဆက်လုပ်ပေးကြပါလို့ကျွန်တော်ပြောရင်းနေပါတော့ကျွန်တော်တို့တော်လိုင်းညီကောင်မများနေနေလဲ တော်လိုင်းရေးသေးကိုတတဲဝင်ဝင်ဆက်လက်ပြီးတော့ပါဝင်ပေးကြပါလို့ကျွန်တော်မြတ်တရရခင်ပါတယ်ဆိုတော့ကျွန်တော်နောက်ဆုံးတပုတ်အနေနဲ့ပေါ့နော်ဒါကတော့ဒီကနေ့နောက်ဆုံးရသတင်းထုတ်လေးပဲဖြစ်ပါတယ်ဆိုတော့ခတိကမမများနဲ့ကိုနိုင်ငံတက်ဆက်မှုလေးဖြစ်တာပေါ့နော်ဆိုတော့ကျွန်တော်နဲ့တူတူကြည့်လိုက်အောင် အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့တော်လန်တက်တွေကတိုက်ခိုက်သိမ်းပိုက်ထားတဲ့ဘကိုတိုင်ရွှေကျင်မြို့နယ်ခမရ968တရင်ဌာနချုပ်ကိုပြန်လည်ထိန်းချုပ်နိုင်ပြီလို့စစ်ကောင်စီကပုံအဟောင်းတွေနဲ့လိမ့်လဲဝါဒဖြန့်နေရလို့တောင်ပိုင်းစစ်ဒေသအထူးတပ်ဖွဲ့ရဲ့တပ်ဖွဲ့မှုရဲဘော်အောင်ဆန်ရှားကရန်ကုန်ခေတ္တမီဒီယာကိုပြောပါရတယ်။မေလ10ရက်နေ့မှာဘကိုတိုင်ရွှေကျင်မြို့နယ်ညောင်ချေရောက်ကျေးရွာကစစ်ကောင်စီရဲ့ခမရ968တရင်ဌာနချုပ်ကို KNL, SOF, PDF ပကဖ, Local PDF နဲ့ Cloud ဝင်းအပါဝင် drone ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့စစ်ကောင်စီဟာမေလ17ရက်နေ့မှာတော့ရွှေကျင်မြို့နယ်ခမရ968ကိုပြန်လည်ထိန်းချုပ်နိုင်ပြီလို့လင်းလယ်ဝါဒဖြန့်နေတာဖြစ်ပြီးတိုက်ပွဲတွေကြောင့်ခမရ968မှာအဆောက်အအုံကောင်းကောင်းတော့မရှိတော့ဘဲတရင်ထဏာချုပ်ကအဆောက်အုံတွေအားလုံးဟာပျော့ပြတ်သွားပြီလို့လည်းရဲဘော်အောင်ဆန်ရှားကပြောပါတယ်။စစ်ကောင်စီဝါဒဖြန့်ချီတဲ့ပုံတွေထဲမှာတရင်အဆောက်အုံတွေဟာပျက်စီးခြင်းမရှိဘဲအကောင်အထည်ရှိနေတာကိုမြင်တွေ့နိုင်တယ်လို့လည်းပြောပါတယ်။တရင်မှာဖြန့်တဲ့ပုံတွေဟာပေါ်ဟောင်းတွေ ဖြစ်ပြီးစိတ်ဓာတ်စစ်စင်အနေနဲ့ဝါရဖြတ်နေခြင်းသာဖြစ်တယ်လို့လည်းရဲဘော်အောင်ဆန်ရှားကပြောပါရတယ်။အဲ့ဒီစခန်းသိမ်းတိုက်ခိုက်မှုအတွင်းမှာလက်လက်ကြီးလက်လက်ငယ်83လက်ခရမ်းတွေဂျမ်းမာဆက်တွေတင်းဆက်ရိုက်မိခဲ့တယ်လို့စစ်တုံမန်း6ဦးချစ်ဆက်ပူပေါင်းလာသူလေးဦးမိသားစုဝင်9ဦးကိုဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီးစစ်သားမတားလောင်း30ကိုတင်းဆက်ရရှိကောင်စစ်တပ်ဘက်ကအရာရှိအားလုံးနဲ့တပ်သား50ဦးခန့်ဟာစခန်းကိုစွန့်ခွာထွက်ပြေးသွားလို့လည်းသိရပါရတယ်။အဲ့ဒီခမရ968တရင်ဌာနချုပ်နဲ့ကွမ်းစိတ်တက်စကန်နဲ့ကွမ်းစိတ်ရ စကန်ကိုစစ်ကောင်စီကပြန်လည်ထိန်းချုပ်နိုင်ရေးအတွက်လေကြောင်းလက်နက်ကြီး drone နဲ့မြေပြင်စစ်ကြောင်းထိုးနေတယ်လို့လက်ရှိမှာလည်းကွမ်းစိတ်ကြိုက်သေးတော့ညောင်ချေတော့ရှမ်းစုကျေးရွာနဲ့ပိုင်ဝန်းကျင်နယ်မြေတွေကို KNL PDF ပူးပေါင်းတပ်ဖွဲ့တွေကနယ်မြေရှင်းလင်းလုပ်ငန်းတွေနဲ့လုံခြုံရေးလုပ်ငန်းတွေကိုပူးပေါင်းဆောင်ရွက်နေပြီးစစ်တပ်စစ်ကြောင်းနဲ့နေ့စဉ်ထိတွေ့တိုက်ပွဲတွေပြင်းထန်နေရတယ်လို့လည်းရဲဘော်အောင်ဆန်ရှားကပြောပါတယ်ရှင်။ ဆက်လက်ပြီးတော့ပဲခူးတိုင်းမင်းလာမြို့နယ်ဟန်းယူလမ်းဆောင်မှာတက်ဆွဲထားတဲ့အကြမ်းဖက်တပ်သားတွေကိုဝင်ရောက်တိုက်ခိုက်ဆဲမှာစစ်သားအလုံးဟာစခန်းကိုဆုတ်ခွာထွက်ပြေးသွားတယ်လို့တာရီခန်တရင်383ညနှစ်တက်ခွဲ9ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မင်းလာ17ရက်နေ့နေ့လယ်12:00ခန်းမှာမင်းလာမြို့နယ်အပိုင်းစိန်ကက်လန်မြို့ချောင်းရိုးမာဖြတ်ကျော်လမ်းပိုင်းဘေးဟန်းယူလမ်းဆောင်မှာတက်စကန်ဆောက်ကအထိုင်ကျတက်ဆွဲထားတဲ့အကြမ်းဖက်တပ်သားတွေစီကိုပြည်သူပိုင်ကားတွေကိုချောဆွဲပြီးစစ်ကောင်စီတပ်သားတွေထပ်မံရောက်ရှိလာတဲ့တဲ့ရင်ရတာကြောင့်တာရီခန်တရင်383ညနှစ် တက်ခွဲ9ကတော်လဲရဲဘော်တွေကတွားရောက်တက်ခဲခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုတော်လဲရဲဘော်တွေတွားရောက်တက်ခဲစင်မှာစခန်းကိုရောက်ရှိနေတဲ့စစ်ကောင်စီတပ်သားအလုံးဟာစခန်းကိုစွန့်ခွာထွက်ပြေးသွားတာလည်းဖြစ်ပါတယ်။အဲဒီစခန်းကိုအကြမ်းဖက်စစ်ကောင်စီတပ်သားတွေပြန်လည်နေထိုင်ခြင်းပြုလုပ်ဖို့အတွက်တော်လဲရဲဘော်တွေကမီးရှို့ရှင်းလင်းခဲ့လို့လည်းသိရပါတယ်။တော်လဲရဲဘော်တွေမီးရှို့ရှင်းလင်းလိုက်တဲ့ဟိုင်းယူလမ်းစုံတပ်စခန်းဟာ2023ခုနှစ်ဆယ်လပိုင်းကနေစတင်ပြီးစစ်ကောင်စီတပ်သားတွေအထင်ချနေထိုင်ကချင်းရတွေကိုလက်လက်ကြီးနေရန်တန်ပစ်ခတ်တာလမ်းသွားလမ်းလာပြည်သူတွေကိုဖမ်းဆီး ချင်းချောင်ငွေညစ်တာစတဲ့ပြည်သူတွေကိုအမျိုးမျိုးဒုက္ခပေးနေတဲ့တက်စကတ်တစ်ခုဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ ရန်ကုန်တိုင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်ရန်ကုန်မြို့စမ်းကြောင်းမြို့နယ်မဟာမြိုင်ရဲရိတ်တာကိုလက်ပြပုံးနဲ့ပြစ်ခတ်ဖောက်ခွဲတိုက်ခတ်ခဲ့လို့ Freeland Attack Force FLA ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မေလ17ရက်နေ့ည8:40မိနစ်40လောက်ကစမ်းကြောင်းမြို့နယ်မဟာမြိုင်ရဲဝန်အတွင်းကိုရန်ကုန်မြို့ပြပျောက်ကြားရဲဘော်တွေကလက်ပြပုံးနဲ့ပြစ်ခတ်ဖောက်ခွဲတိုက်ခတ်ခဲ့ရမှာရဲတဲရဲထိတ်စောအခန်းမှာပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးထိခိုက်မှုအခြေအနေကိုစုံစမ်းနေစေဖြစ်တယ်လို့လည်းသိရပါရယ်စမ်းကြောင်းမြို့နယ်ကပြည်သူအများစုကလည်းအဲ့ ီနေ့ည8:40မိနစ်ဝန်းကျင်ချိန်လောက်မှာစံကြောင်းမြို့နယ်အောင်တရေလန်နေပေါက်ကွဲတံကျေလောင်စွာကြားရလို့လည်းပြောဆိုကြပါတယ်တက်ခိုက်မှုကို Freeland Attack Force FF လေးနဲ့ Anonymous Fighter Force AFF တို့ပူးပေါင်းတက်ခိုက်ခဲ့တာဖြစ်ပြီးမြို့ပြပျောက်ကြားအင်အားစုတွေအနေနဲ့ရန်ကုန်မြို့ပြအတွင်းအများပြည်သူလူထုနဲ့အတူလှုပ်ဝက်စွာရှိနေဆက်ဖြစ်ပြီးစစ်စင်ရေးတွေကြောင့်အများပြည်သူတွေအနေနဲ့စိတ်အနှောက်အယှက်တစုံတရာဖြစ်ပေါ်ခဲ့ရင်နားလေခွင့်လို့ပေးဖို့ကိုလည်းပြည်သူရဲဘော်တွေပြည်ပြည်အနှူးညွတ်တောင်းပန်အပ်တယ်လို့လည်းထုတ်ပြန်ထားပါတယ်ရှင် မန္တလေးရတိုင်းတပုတ်ကိုကြည့်အောင်ပါမန္တလေးတိုင်းမြင်းချံမြို့နယ်စုံရွာပြူစောတိစခန်းကိုလက်နက်ကြီး face wind drone နဲ့ဘုံကျဲပစ်ခတ်တိုက်ခတ်ခဲ့ရမှာစစ်သားပြူစောတိ၅ဦးဟာသေဆုံးခဲ့တယ်လို့ TGYR ပျောက်ကြားတစ်ဖက်ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တမီဒီယာကိုပြောပါရယ်မေလ10ရက်နေ့ကမြင်းကြံမြို့နယ်စုံရွာပြူစောတိစခန်းကစစ်သားပြူစောတိနားနေဆောင်ဂျမ်းမာတက်ဆင်ထားတဲ့နေရာနဲ့စစ်သားပြူစောတိတွေကင်းဆောင်နေတဲ့နေရာတို့ကို Face Win Drone တွေ80မမလက်နဲ့ကြည့်ရနေပြစ်ခတ်ခဲ့ရလို့လည်းသိရပါရယ်ဘုံကျဲပြစ်ခတ်တိုက်ခိုက်မှုတွေအတွက်စစ်သားပြူစောတိနားနေဆောင်တဲ့ ကဲဆောင်နေတဲ့နေရာတို့ကစစ်သားပြူစော်တဲ့၅ဦးဟာတစ်ဆုံးခဲ့ရတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကလည်း80မမလက်လက်ကြီးပြောင်းကွဲက fixed wing drone နဲ့ပြတ်ကျခဲ့ရတယ်လို့လည်းသိရပါတယ်ရှင်။အကြံဖက်စစ်ကောင်စီဘက်ကမြန်မာနိုင်ငံကလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်တိုးမြင့်လာဖို့ရှိနေတယ်လို့နေပြည်တော်စစ်တပ်တရင်ရင်းမြစ်ကရန်ကုန်ခေတ္တကိုတတိပေးပြောဆိုထားပါတယ်။ ်လက်ရှိမှာအကြံဖတ်မဲအောင်လိုက်ဟာသူကိုယ်တိုင်ကြွေးကြော်ထားတဲ့အခု2025ခုနှစ်ဒီဇင်ဘာလမတိုင်မီရွေးကောက်ပွဲကျင်းပဖို့အတွက်သူတို့စစ်တပ်ဘက်ကလက်လွတ်ထားရတဲ့နေမြေတွေကိုပြန်လည်ထိန်းချုပ်လို့ရအောင်မိုးရင်းကာလမတိုင်မီလေကြောင်းတိုက်ခိုက်မှုတွေကိုအရှိန်မြင့်လှုပ်ဆောင်ဖို့ရှိနေတယ်လို့ဆိုထားပါတယ်။တစ်ဖက်မှာလည်းမြေပြင်ကနေစစ်ကြောင်းထိုးတာဒရီကိုပါတပါတဲ့အရှိန်မြင့်လှုပ်ဆောင်ခိုင်းထားပြီးအကြံဖတ်မဲအောင်လိုက်ပြောထားတဲ့ရန်နိုင်မင်းစစ်စင်ရေကိုလည်းမိုးရင်းမတိုင်မီအရှိန်မြင့်အကောင့်ထဲပို့ဖို့ညွန်ကြားထားပြန်တယ်လို့နေပြည်တော်စစ်တပ်တရင်ရင်းမြစ်ကပြောထားပါတယ်။ တဖက်မှာတော့အချက်ပစကောင်စီဟာတရုတ်နိုင်ငံအကူအညီနဲ့လာရှိုမျိုးကိုပြန်တောင်းခဲ့ရတာကလွဲပြီးဂျန်နဲ့ဒေါ်လာရင်းတက်တွေသိမ့်ပိုက်ဆုံးမထားရမြို့တွေနဲ့နယ်မြေတွေကိုလက်ရှိအချိန်ထိပြန်လည်သိမ့်ပိုက်နိုင်မှုမရှိပဲရသပြည်သူတွေနေထိုင်ရနေရာတွေကိုသာလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေလုပ်နေပြီးမေလ၁၂ရက်နေ့ဖြစ်တဲ့မနေ့ကဆိုရင်စကိုင်းနဲ့တပင်းရင်းမြို့နယ်အိုထိန်ကွင်းဂျေးမှာစတင်ကြောင်းကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ဆရာဆရာမနှစ်ဦးအပါအဝင်ကျောင်းသားကျောင်းသူတွေအပါအဝင်စုစုပေါင်း၂၂ဦးသေဆုံးခဲ့ရပြီးနောက်ထပ်အယောက်၅၀ဝန်းကျင်ကတရားရီရထားသလို ညာဘက်မှာလေအဲ့ဒီတပင်းမြို့နယ်ကိုပဲစစ်ကောင်စီကလေးနဲ့လာပြီးထပ်မံဘုံကျဲသွားပြန်တယ်လို့တပင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားပါလိမ့်ခင်ဗျ။တဖက်မှာတော့အကြမ်းဖက်စစ်ကောင်စီကမေလအကုန်ထိသူတို့စစ်တပ်ကနေအပြစ်ရထားပါတယ်ပြောပြီးတဖက်မှာတော့လေကြောင်းတက်ခိုက်မှုတွေကိုဇက်တိုက်လုပ်နေရမှာ။ DNL သိမ့်ပိုက်ထားတဲ့မန်တုံမိုင်းငွန်နဲ့နောင်ချိုမြို့နယ်တွေကိုပါလေးနဲ့ဘုံကျဲပြီးလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ပြည်သူတို့အုပ်တည်ဆုံးထားပြန်တယ်လို့နောက်ထပ်၅ဦးကထိခိုက်ဒဏ်ရာတွေရထားတယ်လို့ DNL ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဒါကတော့မေလ၁၂ရက်နေ့ဖြစ်တဲ့မနေ့ကပဲ။ ရန်နယ်သိမ့်ပိုက်ထားတဲ့မန်တုံမြို့ပေါ်ရက်ကွက်မိုင်းကော့တာလုံရက်ကွက်နဲ့နောင်ချုံမြို့နယ်ရာပြင်ကျေးရွာတွေကိုဂျပန်စစ်ကောင်စီဘက်ကလင်းနဲ့ဘုံကျဲပြီးလက်နက်ကြီးနဲ့ပါပစ်ခတ်မှုတွေလုပ်သွားတယ်ဆိုပါတယ်။အဲဒီလိုစစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ရတပြည်သူတို့အုပ်သိဆုံးခဲ့ရပြန်တဲ့အပြင်နောက်ထပ်ပြည်သူ၅ဦးကဒဏ်ရာတွေရထားတယ်လို့တရနယ်လီကနေထုတ်ပြန်ထားပါတယ်ခင်ဗျ။တက်စတဲ့မှာပဲမြန်မာနိုင်ငံမှာအရှတပြည်သူတွေအပေါ်လင်းကြောင်းတိုက်ခိုက်မှုတွေအပါဝင်စစ်ကောင်စီရဲ့အကြမ်းဖက်ဆစ်ဆင်ရေးတွေအတွက် အာဆီယံဒေသတွင်းမှာရှိတဲ့တထေးကြီးတွေရဲ့ကုညီပံ့ပိုးမှုတွေပါရှိနေတယ်လို့ Justice for Myanmar ကထုတ်ပြန်လိုက်ပါတယ် မြန်မာစစ်အုပ်စုရဲ့ရက်စက်ချမ်းကျုပ်တဲ့အချမ်းဖက်စစ်စင်ရေးကိုအာဘေကူညီနေတဲ့အရှေ့တောင်အာရှတလွှားကတထေးကြီးတွေကိုဖော်ထုတ်ဖို့အတွက်အာဆီယံအသက်30အထက်ဂုံဒီရီပြက်စရင်တီးဖြတ်ထုတ်ပြန်မှုကိုမေလ17ရက်နေ့ကပဲစတင်ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ဆိုထားပါတယ်။အရှေ့တောင်အာရှနိုင်ငံများအသစ်အာဆီယံဟာသူတို့ရဲ့ဘုံသဘောထား၅ရက်ကတဆင့်မြန်မာညဉ့်ညံရေးကိုပံ့ပိုးကူညီနေတယ်လို့ဆိုပေမဲ့လေအဖွဲ့ဝင်နိုင်ငံတွေကမြန်မာစစ်အုပ်စုရဲ့အချမ်းဖက်မှုတွေကိုဟန်တာထိန်းချုပ်ဖို့ပြက်ကွက်နေရုံနဲ့မကပဲသူတို့နိုင်ငံတွေရဲ့အချုပ်အခြာအာဏာပိုင်အောက်ကကမ်ပဏီတွေကိုတော့ မြန်မာဆေးအုပ်စုစီငွေကြေးစည်းစိမ်မှုနဲ့လက်နက်ရောင်းချတက်ဆင့်ပေးမှုတွေကိုဆက်လက်ခွင့်ပြုပေးနေတဲ့အတွက်အာဆီယံအစိုးရတွေနဲ့တထေးကြီးတွေဟာဆေးအုပ်စုရဲ့နိုင်ငံတကာရာဇဝတ်မှုတွေမှာကြံရပါနေမှုကိုပြတ်သားနေတယ်လို့ Justice for Myanmar ကဆိုပါတယ်အခုထုတ်ပြန်လိုက်တဲ့ဂုံဒီပြတ်သူများစရင်မှာပါတဲ့တထေးကြီး၁၂ဦးဟာအရှိတောင်အရှတလောမှာဩဇာတက္ကမကြီးမားသူတွေဖြစ်ပြီးသူတို့ဟာမြန်မာစစ်အုပ်စုစီရက်ဆက်ကြမ်းကြုတ်မှုတွေအတွက်တနည်းတစ်ပုံနဲ့ဗန္နာငွေပန်ပိုးတာစစ်အတုံးဆောင်ရောင်းချတာဗန္နာကြီးဝန်ဆောင်မှုပေးအပ်တာတွေကနေအကျိုးမြတ်ရရှိနေသူတွေဖြစ်တယ်လို့လဲ Justice for Myanmar ကဖော်ပြထားပါတယ်ခင်ဗျ။ ဖက်မှာတော့မန္တလေးမြို့မှာအချက်ဖက်စကောင်းစီတက်တဲ့စီပင်ကအချက်ဖက်မေအွန်လိုင်းနဲ့အဖွဲ့လာဖို့ရှိနေလို့ဆိုပြီးမန္တလေးမြို့ကငလင်တန်တင့်အဆောက်အုံတွေကိုအမြင်တင့်တဲ့အောင်ထားကြဖို့နဲ့အပျက်စီးတွေကိုအများဆုံးရှင်းလင်းထားဖို့ငလင်တန်တင့်ထားတဲ့နေအိမ်အဆောက်အုံပိုင်ရှင်တွေကိုလိုက်လံတတိပိတ်လက်မှတ်ထိုးခိုက်နေပြန်တယ်လို့မန္တလေးမြို့နေအိမ်ပိုင်ရှင်တွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်လက်ရှိမှာစကောင်းစီလောက်ခံမန္တလေးစီပင်ကငလင်တန်တင့်ထားတဲ့မန္တလေးမြို့ကအိမ်ပိုင်ရှင်တွေကိုအမိတ်အမျိုးမျိုးထုတ်ပြီး PR ပေးတာတွေလုပ်နေတယ်လို့လည်းဆိုပါတယ် အခုတခါထပ်ပြီးမေလာဆက်ရှိနေနောက်ပိုင်းအကြံဖက်မင်းအွန်လိုင်းရဲ့အဖွဲ့လာမဲ့လူကြီးလမ်းကြောင်းရှိတဲ့အတွက်မန္တလေးမြို့ကငလင်တန်းတင့်အဆောက်အုံတွေကိုအမြင်တင့်တဲ့အောင်ထားကြဖို့နဲ့ပြိုကျတာတွေပျက်စီးတာတွေကိုလည်းအမြန်ဆုံးရှင်းလင်းထားကြဖို့တွေကိုစီပင်နဲ့နန်းတွင်ထဲမှာရှိတဲ့စစ်ကောင်စီတပ်အရာရှိတွေကနေအဆောက်အုံပိုင်ရှင်တွေကိုခေါ်ယူဖိအားပေးပြောဆိုနေတယ်လို့မန္တလေးမြို့နေအင်ပက်ရှင်တွေကပြောထားကြပါတယ်။ဒါပြင်မန္တလေးမြို့ကအကြံဖက်စစ်ကောင်စီလက်အောက်ခံစီပင်က လက်ရှိငလင်ကြောင်တိတ်ဆောင်းသွားတဲ့အဆောက်အုံတွေကိုဖြိုဖျက်ခြင်းရင်တို့ရဲ့ခွင့်ပြုချက်ရမှသာဖြိုဖျက်ရမယ်လို့ညွှန်ကြားထားပြီးစီပင်ကလာရောက်ဖြိုဖျက်ပေးဖို့ရှောက်မယ်ဆိုရင်တော့တိုက်တာတွေကိုဖြိုဖျက်ခွင့်ရဖို့အနည်းဆုံး3လစောင့်ခိုင်းတဲ့အပြင်တစ်ဖက်မှာလည်းမန္တလေးမြို့မှာဆောက်လုပ်တဲ့အဆောက်အုံတွေကိုတို့စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေစစ်ဆေးမှုမတိုင်ခင်အထိရက်ဆိုင်ထားခိုင်းတဲ့အပြင်တို့ရဲ့ခွင့်ပြုချက်မရဘဲဆက်လက်ဆောက်လုပ်ခွင့်မရှိဘူးဆိုပြီးတော့ပါအမိန့်ထုတ်ထားသေးတယ်လို့လည်းသိရပါတယ်ခင်ဗျ တဖက်မှာတော့ဘကိုးတိုင်းကမူးမြို့မှာအကြံဖက်စကောက်စီရဲ့ခမရ၄၃ကိုတရင်စီအပုတ်ခံရတဲ့စုံလန်တသားတက်မောင်တက်အောင်ဆိုတဲ့သူဟာသူကန်ဆောင်တဲ့လက်နက်နဲ့အတူတော်လိုင်းတပ်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတယ်လို့ကင်းယူဘဟုကနေထုတ်ပြန်ထားပါတယ်။ဒါကတော့မေလ9ရက်နေ့ကပဲဘကိုးတိုင်းမူးမြို့ကအကြံဖက်စကောက်စီရဲ့ခမရ၄၃ကိုတရင်စီအပုတ်ခံရတဲ့စုံလန်တသားတက်မောင်တက်အောင်ဆိုတဲ့သူဟာပြတာစခန်းမှာတာဝန်ကျနေတဲ့အချိန်သူကန်ဆောင်တဲ့လက်နက်နဲ့အတူတော်လိုင်းတပ်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတယ်ဆိုပါတယ်။ အဲ့လိုလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတင်မောင်းတက်အောင်ဆိုတဲ့သူဟာအရင်က YBS ကမောင်းတော်မတူဖြစ်တယ်လို့လည်းပြောထားပြီးလက်ရှိမှာတော့တော်လိုင်းတပ်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုးစားစောင့်ရှောက်ပေးထားသလိုလက်နက်ပါပါလာတဲ့အတွက်စစ်မှုလည်းချင်းမြင်ပေးထားပါတယ်လို့ကျန်းယူဘဟုကနေထုတ်ပြန်ထားပါတယ်ခင်ဗျ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့မဂွေတိုင်ဂံကောမြို့နယ်ခရရ90တရင်ကအကြမ်းဖက်တပ်သားတွေကလေမရွာကိုစစ်ကြောင်းထိုးဝင်ရောက်ပြီးလူငယ်7ဦးကိုပြစ်ခတ်တပ်ဖြတ်ကပြည်သူ20ကျော်ကိုဖမ်းဆီးသွားတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ္တမီဒီယာကိုပြောပါရယ်မေလ12ရက်နေ့နှစ်နိုင်လောက်ကဂံကောမြို့နယ်ခရရ90တရင်ကနေထွက်လာတဲ့အကြမ်းဖက်တပ်သားတွေကလေမရွာကိုဝင်ရောက်စီးနှင်းခဲ့တာလည်းဖြစ်ပါရယ်အဲဒီလိုဝင်ရောက်စီးနှင်းပြီးတဲ့နောက်မှာကြေးကနေလူငယ်7ဦးကိုအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကပြစ်တတ်သွားက ပြည်သူ20ဦးကိုလည်းဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားတွေတပ်ဖြတ်သွားတဲ့ပြည်သူ21ဦးဟာအသက်12နှစ်နဲ့အသက်13နှစ်အသက်15နှစ်အရွယ်ကလေးငယ်တွေအပါအဝင်လူငယ်တွေဖြစ်ကြတယ်လို့လည်းဒေသပြည်သူတွေကပြောပါရရှင်။ကဲပါဒါတော့ဒီကနေ့နောက်ဆုံးရတဲ့သတင်းထုတ်လေးပဲဖြစ်ပါတယ်။ဆိုတော့တော်လိုင်းသတင်းဆိုတော့အင်မတမကောင်းတော့ပေါ့နော်။ဒီရဲ့စစ်ခွေးလော်ဘီတွေကလည်းတည့်တိုင်းပဲ ဒီကောင်နဲ့ကလင်ငယ်ချင်းကြမယ်ဆိုတဲ့အရာတွေကိုသူတို့ဆက်လုပ်နေတုံးပဲပေါ့နော်။မြန်အောင်လိုင်းကလည်းကျွန်တော်တို့ပေါ်ရက်ဆက်တဲ့ရက်ဆက်နေတုံးပဲ။အဲဒါကြောင့်ဒီရက်စစ်အာဏာရှင်ကြီးကိုအမြန်ဆုံးချုပ်ငင်းအောင်လို့ကျွန်တော်တို့ပြည်သူလူထုတွေအနေနဲ့လည်းတနန်းနဲ့ပကနေပြီးတော့မှစူးစမ်းပြီးတော့မှပါဝင်ပေးကြပါလို့ကျွန်တော်ဒီညနေမှာပြောချင်ပါတယ်။နောက်ကြတော့ကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေအားလုံးလေးပေါ့နော်တပေါင်းစုတွေဖွဲ့နိုင်ပြီးတော့မှဒီရဲ့စစ်ခွေးမိတ်ဆာမအေလုံးမေးအောင်လိုင်းကိုအမြန်ဆုံးပြုတ်အောင်လို့ထိုက်ထုတ်ဖို့တက်ကိုပေါင်းစည်းပေးကြပါလို့လည်းကျွန်တော်ဒီနေ့မှမြင်လိုက်ခင်ပါတယ်ဆိုတော့ရေသတင်းတွေကိုကြည့်ရှုပေးရတော့ပေါ့နော်ကျွန်တော်တို့ စိတ်ထဲမှာဘလို့ဖြစ်လဲကိုခံစားချက်ကဘာလဲဆိုတဲ့အရာလေးကိုလည်းကိုမမရေးခဲ့ပြပါအောင်ဆိုတော့ကျွန်တော်အများကြီးပြောတော့ပြန်တယ်ကျွန်တော်ဗီဒီယိုလေးလည်းမဆုံးသက်ပါရခင်ဗျာဆုံးနှစ်လက်ပါချူပေးတဲ့ညီကောင်မမရောက်ချင်းစင်တယ်လည်းအထူးပဲကျေးဇူးတင်ချီပါတယ်ကျွန်တော်တို့တော်လိုင်းညီကောင်မမများလို့ဆက်ဆက်အစီအပြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နောက်နေ့ကျမှပြန်တွေ့ကြမယ်ကျွန်မရေးကျေးဇူးချပါခင်ဗျာ